alam apa mungkin lah, yang lain juga barai. Jangan Grade eleven English unit two ga must and have to tunggu dulu di lajjaya. Must and have to. Nak hulung aro, adu dulu apa Yami yadi adu dulu Must and have to are used to speak or write about what is necessary for someone to do. must not have to ကိုတဲ့ရေးဖို့ပြောဖို့တုံးပါတယ် what is necessary for someone to do တဲရောက်အတွက်လုပ်ဖို့လိုအပ်တဲ့အရာကိုရေးဖို့ပြောဖို့အတွက် must not have to နှစ်ခုကိုတုံးပါတယ်တဲ့အဲ့တော့သူတွေပါပဲပြောပြော must not have to ကတော့ဒီ positive sentence မှာအတူတူပဲလို့မှတ်ထားရမယ်ဟုတ် must can refer to the present or the future must ကိုတော့တဲ့ present ယခုလက်ရှိအချိန်နဲ့ the future ပြဿနာချင်းတွေ့သုံးပါတယ်ဒီနေ့မှာတစ်ချစ်တိထားမှာက mass the past tense တွေသုံးလို့မရဘူးဆိုတာပဲသူက present form နဲ့ future form တွေပဲကျွန်တော်တို့သုံးလို့ရတယ် okay past ကိုရောကျွန်တော်တို့က had to နဲ့သုံးရတာပေါ့နော် must and have to can be used in place of each other must and have to ကိုတစ်ခုနဲ့တစ်ခုနေရာချိန်ပြီးတော့မှသုံးလို့ရတယ်တဲ့ but တို့တော်ညာလဲเนาะသူပြောချင်တာက must and have to ကို must ပဲသုံးသုံး have to ပဲသုံးသုံး positive symptom ပါပေါ့နော်အဆင်ပြေတဲ့နေရာချင်းဝင်ပြောင်းလို့ရတုံးလို့ရတယ်ဒါပေမဲ့လည်း have to is often used have to ကိုအသုံးများပါတယ် often use အသုံးများတယ် to refer to outside authority outside authority ဆိုတာပြင်ပကလာတဲ့အမိတ်ဩဇာအာဏာတွေအတွက်ကတော့တဲ့ have to ကိုအသုံးများပါတယ်တဲ့ master have to ကိုအသုံးများတယ်တဲ့ဒီအကြောင်းကိုကျွန်တော်တို့နောက် slide မှာကျွန်တော်တို့အတူတူလေ့လာကြတာပေါ့နော်ဟုတ်ကဲ့ the past tense of have to is had to ဒီ have to ရဲ့ pasting ကတော့ had to ပါပဲတဲ့ okay ဒါဆိုရင်ကျွန်တော်ဒီ isabel sinnes နေကိုကျွန်တော် now slide ပြီးမှပဲဒီ isabel sinnes ကိုတူတူပြန်လာကြရအောင်ပြီးမှဒီ isabel sinnes ကိုဘာကြောင့်မို့ဒီလိုရေးထားရဲဆိုတာကိုကျွန်တော်ရှင်းပြခြင်းလို့ပါနောက်ဆက်ကျွန်တော်တို့ next slide ကိုရင်သွားကြအောင်လို့ပြီးမှဒီ slide ကိုပြန်လာခဲ့ကြမယ် Mass and have to can be used in place of each other, but have to is often used to refer to outside authority. Mask we usually use mask to talk about obligations which come from the speaker. Obligations We generally use have to when we refer when we refer to obligations that come from outside the speaker ပြောသူမို့ပဲနဲ့ပြောသူရဲ့ပြင်ပနေလာတဲ့တာဝန်ဝတရားရဲ့နဲ့ဆိုတာဝန်ဝတရားတွေအတွက်ဆိုရင်တော့ have to ကိုသုံးပါတယ်ကျွန်တော်တို့ example ကိုကြည့်ရင်ပုံရှင်းသွားလိမ့်မယ်ခင်ဗျာဒီ example လေးတွေကိုကျွန်တော်တချစ်လေးလာကြည့်ကြအောင် I must buy some new clothes mine look so old အာငါအဲ့ညိုစာသက်တွေဝယ်မရမယ် mine look so old ငါအဲ့ညိုကအရန်ကိုဟောင်းနေပြီဒါက obligation ကသူကိုယ်တိုင်ဆုံးဖြတ်တာ နော်သူမဝင်လည်းမဖြစ်ဘူးသူကလည်းဆုံးဖြတ်တာ the obligation is from me to buy new clothes ဒီအိုစားတဲ့တူဝဲဖို့ဆိုတာဒီတောင်းဝတ်တရားကသူ့စီကနေပဲလားတခြားတယောက်ကခိုင်းတာမဟုတ်ဘူးနော် suggest that the speaker decided themselves ပြောသူကသူသူတို့ကိုယ်တိုင်ပဲဆုံးဖြတ်တယ် that's necessary to do something တခုခုကိုလုပ်ဖို့အတွက်ပြောသူကသူကိုယ်တိုင်ပဲဆုံးဖြတ်တဲ့ကိစ္စတွေမှာ mask ကိုပဲသုံးတယ်ကျွန်တော်တို့ကပြီးတော့ personal necessities အဲပုဂ္ဂိုလ်ရေးလိုအပ်ချက်တွေအတွက်လည်း mask ကိုပဲသုံးတယ်ဒီ example လေးတွေကိုဆစ်လိုက်တာကြည့်ကြရအောင်အဲ့တော့ i'm i am putting on weight ငါ weight တွေတက်နေပြီတဲ့ i must join a gym join a gym အာဂျင်သွားမှရတော့မယ်ဂျင်သွားရမယ်ဒါကသူကိုယ်တိုင်ဆုံးဖြတ်ပြီးတော့မှအဲတခုခုကိုလှုပ်တက်နေလို့လှုပ်ဖို့လိုအပ်တယ်လို့သူကိုယ်တိုင်ဆုံးဖြတ်တာဖြစ်တယ်ဒါကိုကျွန်တော်တို့ကဒီ speaker ကြီးကနေလာတဲ့ obligation လို့ယူဆရတယ်သူ့ကို mask နဲ့သုံးရမယ်နောက်တစ်ခု i haven't spoken to my parents this week ဒီတစ်ပတ် ဒီပတ်မှာငါမိဘတို့ငါနော်ငါမိဘနဲ့စကားမပြောပြဘူးတဲ့ I must give them a call ငါသူ့ကိုငါသူတို့ကိုဖုန်းခေါ်ရမယ်ဒါကလည်းတ냐ခိုင်းနိုင်မို့ဘူးသူ့ရဲ့ speaker ကသူ့ကိုယ်တိုင်သူ့ရဲ့ response sorry သူ့ရဲ့ obligations လို့သူယူဆတာအဲသူ့ဇီယာနေပဲလာတာပေါ့နော်ဒီလိုမျိုးကိုကျွန်တော်တို့က must နဲ့ပဲရေးရပါတယ်တဲ့ When you go to Yangon you must visit the Shurigon Pagoda it's wonderful မင်းရန်ကုန်ကိုသွားမယ်ဆိုရင်ရန်ကုန်ကိုရောက်တဲ့အခါမင်း ဒီရှိရကုန်ဖျားကိုသွားလဲရမယ် it's wonderful ရန်ကိုအမခံမယ်ဒီနေရာမှာ the mask ကပြင်ပကလာတယ်ဆိုတော့ညာလဲသူက recommendation အကြံပြုချက်တို့ဇုံတယောက်ကိုအကြံပေးတာမျိုးဆိုရင်ဇုံတယောက်ကအကြံပေးတာမျိုးဆိုရင်ကျတို့က mask ကိုတုံးလို့ရတယ်ဒါလည်းထူးခြားချက်ပေါ့နော်အဲ့တော့ဒီနေရာမှာက ီ obligations ကတခြားသူကခိုင်းနာမှုပဲနဲ့ကိုကိုတိုင်ဆုံးဖြတ်ပြီးတော့မှလုပ်ဖို့လိုအပ်တယ်လေကိုကိုတိုင်ယူဆလို့ဆုံးဖြတ်တာကိုတော့ကျွန်တော်တို့က mass နဲ့ပဲသုံးရမယ်တဲ့ okay အောက်တစ်ချက်ကိုကြည့်ကြအောင်ဆို I have to buy some new clothes အော်စာတက်တွေဝယ်ရမယ်တဲ့ I'm starting a new job as a teacher ငါဆရာတယောက်ဖြစ်ငါအလုပ်တဲ့ဆက်လုပ်ရမှာ and we have to wait for my clothes for my clothes eh ဝယ်ရမှာတဲ့ဒီဟာကအဲသူကိုယ်တိုင်သူလုပ်ရမယ့်အရာလို့သူဆုံးဖြတ်တာမဟုတ်ဘူး The obligation is from school to buy new clothes ဟိုစားသက်တွေဝယ်ဖို့ဆုံးဖြတ်တာက school ကျောင်းကျောင်းမို့ကျောင်းကနေသူ့ဝယ်ခိုင်းတာပဲဒီလိုမျိုးကိုဒီ authority ကနော် outside အပြင်ကနေလာတဲ့ဒီ authority မျိုးကို have to နဲ့သုံးရတယ်တဲ့နောက် isabel ကြည့်ကြအောင်ဆို the doctor says i have to lose weight ဆရာကပြောတယ်ငါဝတ်ချရမယ်အဲ့တော့ဒီဝတ်ချရမယ်ဆိုတာကကိုကိုယ်တိုင်ဆုံးဖြတ်လိုက်တာမဟုတ်ဘူးဆရာဝန်ကပြောတာဒီလိုမျိုးနဲ့ အပြစ်ပအနေလာတဲ့ obligations မျိုးကိုဆိုရင်ကျွန်တော်တို့က have to နဲ့သုံးရတယ်တဲ့နောက်တစ်ခု if you go to a foreign country နိုင်ငံခြားတိုင်းပြည်တစ်ခုကိုမင်းသွားမယ်ဆိုရင် you have to get a visa မင်း visa ရှိမှရမယ်အဲ့တော့ဒါကလည်းကိုကိုတိုင်းလုပ်ဖို့လိုအပ်တယ်လို့ဆုံးဖြတ်တာမဟုတ်ဘူးเนาะပြင်ပနေလာတဲ့ဆုံးဖြတ်ချက်မျိုးအဲ့တော့ the obligation usually come from school sorry someone someone တီးခံပေးပါ someone else တစုံတယောက်စီကနေလာတာ ုယ့်ဇနီးနေလာတော့ဘယ်တော်တော်တောက်ဒီစင်လာတာဒေါက်တာဖြစ်နိုင်ရင်အစကူအကြောင်းက government အစိုးရက your company your work your boss your teacher your your mother စသဖြင့်ပြပေါ့နော်အဲ့တော့ဒီလိုပြမနေလာတဲ့ obligation တွေဆိုရင် have to ကိုသုံးပါတယ်တဲ့ဒီအောက်ဆုံးတစ်ခု if you go to a foreign country if you have to get a visa ကြတော့သူကတော့ loss ပေါ့နော်ဥပဒေနဲ့ပတ်သက်တယ်ဆိုရင်တော့ have to ကိုပဲသုံးရတယ်တဲ့အဲ့တော့ဒီ quarter check က mask ကကိုကိုယ်တိုင်လုတ်တဲ့နယ်လို့ထင်လို့ ုကိုကိုနော်ကိုစီကနေကိုဆုံးဖြတ်တာနော်ကိုစီနေလာတဲ့ obligations ဒါကိုတော့ must နဲ့သုံးတယ်ကိုဆုံးဖြတ်တာကိုပဲနဲ့တခြားသူစီကနေခိုင်းလို့တခြားသူစီကနေမဖြစ်မနေလို့အမယ်လို့ပြောလာတဲ့ obligations မျိုးကိုတော့တဲ့ have to နဲ့သုံးရတယ်တဲ့ဒါလေးတစ်ချက်မှတ်ထားပေးပါနောက်ဆိုရင်နောက်တစ်ချက်ကိုတွားကြည့်ကြအောင်ဆိုနောက်တစ်ခုက must not and no have to have different meanings အညင်းဖြစ်တဲ့ must not နဲ့ do not have to ကြတော့အတိပယ်ကမတူဘူးတဲ့မတူတဲ့အတိပယ်တွေရှိတယ်တဲ့ Okay, is the melody there? I want to know. You must not give my critical details to anyone. မင်းငါရဲ့ critical တိစိတ်ချစ်လက်တွေကိုဘသူကမှမပေးရဘူးလို့ပြောတာ။ဒါမှမဟုတ်မဇင်က to talk about something which is forbidden တားမြစ်ထားတဲ့ကိစ္စကိုပြောကျင်နေဆိုရင်မဇင်ကိုပြောရတယ်တဲ့။လုံးဝမလို့ဖို့ပြောရတာပေါ့နော်။ You mustn't tell this to anyone. မင်းဒီကိစ္စကိုဘသူကမှမပြောရဘူး။ It's a secret. ဒါဒီလေဝတ်ချက်ပဲ။နော်။အဲ့တော့မဇင်ဆိုတာဒီ တစ်စုံတစ်ခုကိုမလုပ်ဖို့တားမြစ်ထားတဲ့ကိစ္စကိုတုံးတာ you mustn't wait for her မင်းသူ့ကိုမဆောင်အောင် leave now မင်းအခုသွားဟုတ်လားအဲ့တော့ဒီလိုတားမြစ်တဲ့ကိစ္စတွေကိုပြောကြည့်ရင် mustn't လို့တုံးတယ်အတန်တွဲကလစ်တီထားပေးပါ mustn't မှာဒီအလေကောင်ကအထီကိုတမ်းထုတ်ဘူး mustn't ဟုတ်ပြီ don't have to ကြတော့ရော you don't have to do the exercise မင်း exercise ကိုဒီ exercise ကိုလုပ်ဆရာမလို့ oh sorry ဒီ exercise a exercise a ကိုလုပ်ဆရာမလို့ it's very easy အရင်လွယ်တယ် but you must do b ဒါပေမဲ့မင်း b ကိုတော့လုပ်အောင် โอเคဒီ example မှာဆိုရင် exercise A ကိုလုပ်ဆရာမလို့အကယ်၍မင်းလုပ်ချင်တဲ့ပါဆိုရင်လည်းလုပ် it's very easy လွယ်လွတ်နဲ့အတွက်မင်းမလုပ်ချင်နေလို့ရတယ်လုပ်ချင်တယ်လုပ် don't have to ကြတော့ it's your choice ပေါ့နော်မင်းတဘောလို့ပြောတာ but you must do B B ကြတော့လုပ်ကိုလုပ်ရမယ်လို့ပြောတာဖြစ်တယ်အဲ့တော့ don't have to က when something is not necessary တခုခုကိုမလိုအပ်တဲ့အခါမှာလုပ်ဖို့မလိုအပ်တဲ့အခါမှာကျွန်တော်တို့ကသုံးတာ is not forbidden တားမြစ်ထားတာမဟုတ်ဘူးလုပ်ဖို့မလိုအပ်ဘူးတို့တော့လုပ်ချင်တဲ့ပါဆိုရင်လည်းလုပ် is your choice ပေါ့နော် it depend on you မင်းပုံမှန်မူတည်တယ်မကြံ့ရလို့မကြံ့ရမလို့ ਨੇ don't have to ကြတော့ you don't have to wait for her မင်းသူ့ကိုစောင့်ဆရာမလို့ you can leave without her မင်းသူမပါဘဲမင်းသွားနိုင်တယ်မင်းစောင့်ရတဲ့ပါဆိုရင်လည်းမင်းသဘောပဲအဲ့တော့ဒီမှာကြတော့ you mustn't wait for her ဆိုတာဒီမင်းသူ့ကိုမစောင့်အောင် leave down ခုသွားဒီမှာကြတော့ you don't have to wait for her မင်းသူ့ကိုစောင့်ဆရာမလို့စောင့်ရနေဆိုရင်လည်းစောင့်မင်းသူ့ကိုမပါဘဲလည်းသွားနိုင်တယ်အကယ်၍မင်းစောင့်ရနေဆိုရင်လည်းစောင့်လို့ပြောတာ don't have to ကြတော့ it's your choice you don't have to go to gym မင်း gym တော့လည်းမလိုပါဘူးနော် you can do physical exercise at home မင်းအိမ်မှာကားလေးကြောင်နေလုပ်လို့ရတာပဲကဲမင်းသွားကျင်တော့ပါဆိုရင်လည်းမင်းသဘောပေါ့နော်သွားလို့ရတယ်လို့ပြောတာအဲ့တော့ you don't have to submit your assignment tomorrow မင်း assignment ကိုမနေ့ပြန်တင်စရာမလိုမင်းတင်ကျင်နေဆိုရင်လည်းတင်အဲ့လိုပြောတာပေါ့နော်အဲ့တော့ must not နဲ့ have to ကြတော့ different meaning ဖြစ်တယ်ဒီ must not ကြတော့မဖြစ်မနေကိုမလုပ်ရဘူးဆိုတဲ့ပုံတားမြစ်ထားတဲ့ပုံ don't have to ကြတော့တားမြစ်ထားတာမဟုတ်ဘူ လုတ်ဖို့မလိုအပ်တာလုတ်ရှင်တော့လုတ်လို့ရတယ်ဆိုတော့သဘောဖြစ်ပါတယ်။ Okay ဒါဆိုမှတ်ရမှာကနော် Nuta Bing က MB က don't have to means it's your choice it's not forbidden don't have to the မင်းသဘောမင်းရွေးချယ်မှုပဲတားမြစ်မထားဘူးလို့ပြောတာ Messenger ကြတော့ don't do it မလုပ်နဲ့ it is necessary not to do it မလုပ်ဖို့လိုအပ်တယ်မလုပ်ကိုမလုပ်နဲ့ it is forbidden တားမြစ်ထားတယ်လို့ပြောတာဖြစ်ပါတယ်တဲ့ဒါက must not နဲ့ don't have to ရဲ့ကွာခြားပုံဖြစ်ပါတယ် ဟုတ်ကဲ့ဒါဆိုရင်ဒီ must not နဲ့ have to ကိုဘယ်လိုတိဆောက်တယ်လဲဆိုတာလေးကိုကျွန်တော်တို့အနိုင်ငယ်လေးလာကြအောင်ဆိုကျွန်တော်များစုကဒီလို pattern နေဆိုရင်ကြော်သွားတာများတယ်ကျွန်တော်ကဒီလို pattern တွေကိုမကြော်သွားစေချင်ဘူးတိတိကျကျလေး video လေးကိုခဏ pause လုပ်ပြီးတော့မှဟိုနှုတ်ကနေပေါ့နော် i must you must ပြီး i have to we have to we do not have to အဲ့လိုလေးဆိုစေချင်တယ်တဘောပါနော် you don't have to do as i said ကျွန်တော်ပြောသူတို့လည်းလုပ်ဆက်မလို့ပါဘူးတဘောပါပဲ it's your choice okay အဲ့တော့ ဒီနေရာမှာကကျွန်တော်တို့ maths ကိုကတော့ ayuhishi et ဒီမှာ subject နဲ့ verb နဲ့ဘာမှလုပ်စရာမလိုဘူး maths ပဲအငင်းကတော့ maths it maths နော်တော့ရှိပေါ့နော်အဲ့တော့ဒီ have to ကြတော့ depending on the subjects subject တွေပုံမှန်မူတည်ပြီးတော့မှကွဲတယ် iyu ဒီအများဆိုရင် have to he she it အနည်းဆိုရင် has to အငင်းဆိုရင် do not have to don't have to အနည်းဆိုရင် does not have to doesn't have to လို့ပေါ့နော် okay past tense ဆိုရင်တော့ mask ကိုမှတ်ထားပေးပါ mask ဒီ past တင်မရှိပါဘူး present နဲ့ future တွေ့ပဲသုံးတယ်လို့ကျွန်တော်အရင်မှလေ့လာခဲ့ပြီအဲ့တော့ must ဒီ past တင်မရှိဘူးသူဒီ future နဲ့ present တွေ့ပဲသုံးလို့ရတယ် have to ကြတော့ past form ရှိပါတယ်သူကတခုတည်းပါပဲ had to ပါပဲ past form ဆိုတော့အငင်းတော့ကြည့်ရင် didn't have to didn't have to သုံးရပါတယ် okay question ဆိုရင်ရော okay question ဆိုရင်တော့ must နဲ့သုံးကြတာများသုံးတော့သုံးကြတယ်တို့တော့အသုံးနေတယ်ပေါ့နော် ဒီ question ကိုလို့ရှင်တော့အားလုံးကလွယ်ပါတယ်ဒူတက်တက် happy map ကိုအရှိုးထုတ်လေးအောင်မယ် do i have to does he have to ဆက်ရှိတယ်ပေါ့နော် did ဆိုရင်ဒီတိုင်းပဲ past ဆိုရင် didn't have to did you have to ဗီဒီယိုလေးကို pause လုပ်ပြီးတော့မှနှုတ်ကနေဆူစီခြင်းနဲ့ဒါမှဒီနှုတ်ကလည်းခလုံးမတိုက်ပဲနဲ့ချိုးချူဖြစ်မှာပေါ့နော်ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်ကျွန်တော် skip လုပ်ခဲ့တဲ့ဒီ example လေးတွေကိုကျွန်တော်ရင်သွားလေ့လာကြည့်ဦးလို့ဒီ example လေးလေ့လာပြီးမှကျွန်တော် exercise ကိုလုပ်ကြရအောင် ဒီစပယ်မှာ all visitor must report to the reception and arrive at အဲ့ဒါ၄အလုံးနဲ့ရောက်ရှိကြအောင်ဒီအဲ့ဂျူဌာနကိုတည်င်းပို့ရမယ်နော်ဒါမှ must ဖြစ်ဖြစ် have to ဖြစ်ဖြစ်အဆင်ပြေတယ်တချစ်စမ်းစမ်းလျာရှိတာကဒီဟာက visitor တွေကရွေးချယ်ရတာတော့မဟုတ်ဘူးနော်ဒါရွေးချယ်ရတာမဟုတ်ဘူးအဲရွေးမရွေးဒါမှမဟုတ်လည်းနေနေနေဆိုရင်တော့ဒီ must ကိုသုံးလို့ရတယ်ပေါ့နော် သူတို့ညာလဲအဲ့ဂျူဌာနကဒီအစိုးရကတတ်မှတ်ထားတဲ့ကုမ္ပဏီကတတ်မှတ်ထားတာမျိုးဆိုတော့ have to ကတော့ပုံမတင်လေပါတော့ဗျာ you mustn't stay out late မင်းနောက်ကြအောင် အပြင်မှာနောက်ကြအောင်မနေရဘူးမနေရဘူးเนาะ it is necessary not to do it ကိုပြောတာ we have to obey school rules ကျွန်တော်တို့ကျောင်းစီကမ်းတွေကိုလိုက်နိုင်ရမယ်ဒီဟာဒီ have to လို့သုံးတာကဒီ school rules တွေကကျွန်တော်တို့ဒီ obligation ကကိုကဆုံးဖြတ်တာမဟုတ်ဘူးเนาะ school ကဆုံးဖြတ်ထားတာ ဒီလိုမျိုးကိစ္စတွေကိုကျွန်တော်တို့က have to ပြင်ပလာတဲ့ outside authority လို့ခေါ်တာပေါ့နော် you don't have to wear casual clothes at special occasions အထူးပွဲလမ်းတစ်ပတ်နေမှာမဲ့တာမန်ထပ်သွားထလာအဝတ်အစားတွေကိုမဝတ်ဆံမလို့ဦးတဲ့နော်ဝတ်ချင်လဲဝတ်ဆိုတဘောပေါ့ဗျာ does everyone have to come to the assembly စုဝေးပွဲကိုလူတိုင်းလာရမလားမေးခွန်းပေါ့ဗျာ knowing that she had diabetes သူစီရောဂါရှိတယ်ဆိုတာကိုသိခဲ့တာကြောင့် first step ဖြစ်သွားပြီဆိုရင် must သုံးလို့မရတော့သိရမယ် share to change her lifestyle and eating habits သူရဲ့စားသောက်တဲ့ပုံစံနဲ့သူရဲ့ lifestyle သူရဲ့လေနေမှုပုံစံကိုသူပြောင်းခဲ့ရတယ်တဲ့အဲ့တော့ had to ဆိုတာဒီသူကသူဆုံးဖြတ်တာမဟုတ်ဘူး diabetes ကသူရဲ့ lifestyle ကို change စီခဲ့တာသူရဲ့ eating habits တွေကို change စီခဲ့တာကြောင့် have to ပဲသုံးရဖြစ်တယ် my father did not have to take the university entrance examination when he went to university ကျွန်တော်အဖေကလည်းသူသူတက္ကသိုလ်တက်တော့က ီတက္ကသိုလ်ဝန်ကွယ်ဆောင်ဘဲကိုဖြည့်ဆည်းမလိုခဲ့ဘူးတဲ့ဒါကဒါလည်းသူဆုံးဖြတ်တာမဟုတ်ဘူးဒါအဲ့ဒီတုန်းက university ရဲ့ rules ဖြစ်လို့ပေါ့နော် university ကနေလာတဲ့ authority ဖြစ်လို့ဒါကို have to never ရတယ် this have to wear a uniform it's a previous job သူပြီးခဲ့တဲ့အလုပ်မှာသူ uniform ဝတ်စရာလိုသလားတဲ့ဒါကတော့ question ပေါ့နော်ဟုတ်ကဲ့ဒါဆိုရင်ဒီ example လေးကိုလည်းရှင်းသွားလိုက်မယ်လို့ထင်တယ်ကျွန်တော်တို့ test ထဲမှာပါတဲ့ဒီ exercise တွေကိုလုပ်ကြရအောင်ဟုတ်ကဲ့ exercise တွေကိုဟောကြအောင်လို့ Okay, right, must, mustn't, have to, have to, don't have to, or didn't have to. Number one, it is necessary to do this. If you don't know, you know. Look for at the yard. Look for at this or daddy. Must, damo, have to, don't know, right? Nakuloma. It isn't necessary. Look for Mulu Abu, but you can do this if you want. Melucheno, Luluya, eh, Daro, Pimle. Yes, Mulu Abu, have to, boya. Yeah. Sorry, don't have to, boya. Yeah. Now, it was necessary to do that. လို့ဖို့လိုအပ်ခဲ့တယ် west ပေါ့နော် west တောင်မျိုးကျွန်တော်တို့က past tense past tense ဆိုတော့ဘာဖြစ်မလဲလိုအပ်တယ်ဆိုတော့ had to ပေါ့ had had to not for it wasn't necessary to do that လို့ဖို့မလိုအပ်ခဲ့ဘူးတဲ့ wasn't past tense ပေါ့နော်အဲ့တော့ဘာဖြစ်မလဲ didn't have to ပေါ့ဗျာ didn't have to the last one don't do this တောင်မလုပ်နဲ့ it is forbidden ဒါတွေတားမြစ်ထားတာဆိုတော့ဘာပဲဖြစ်မှာလဲ yes မဇင်ပဲဖြစ်မှာပေါ့မလုံနဲ့တားမြစ်ထားတာဆိုတော့မဇင်ဖြစ်ပါတယ်။ okay ဒါဆိုတော့အစီအမံကျွန်တော်တို့ exercise C ကိုသွားကြအောင်ဆို rewrite the following when the correct form or must have to use a negative form where necessary must not have to လို့ရမှန်ကန်တဲ့ပုံစံကိုသုံးပြီးတော့မအောင်ပါစာကြောင်းမျိုးပြန်ကြည့်ပါလိုအပ်တဲ့နေရာမှာ negative ကိုလည်းသုံးပြီးပါတဲ့တချောင်းချင်းကျွန်တော်တို့ကြည့်လာကြည့်ကြရအောင်ကျွန်တော်အတန်နေကျွန်တော် background music ဒါဆုနေရင်ကျွန်တော်တိခံပေးဖို့ကျွန်တော်မျောလင့်နေကျွန်တော်ဒီလေတွေအရင်တိုက်နေလို့ပေါ့နော်အဲမိုးကမိုးကလည်းကျွန်တော်တစ်ပတ်လောက်ရှိတာတင်းရွာနေတာ တို့တို့ညာလည်းမလွတ်လည်းမဖြစ်တော့ကျွန်တော်ဒီဗီဒီယိုစီစဉ်လဲရတော့ပါအဲလေတိုးတန်နေတာများနေရင်တော့သိခံပေးပါ1 you blah 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 will hurt if you want to succeed မင်းအောင်မြင်ခြင်းနဲ့ဆိုရင်မင်းအလုပ်ကျူးစမ်းရမယ်ဆိုတော့ဒီဟာကတော့ must 33 have to 33အဆင်ပြေပါတယ်ဟုတ်ကဲ့နံပါတ်2 you blah 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 carry a mobile phone at all time မင်းတစ်ချိန်လုံးမင်းဖုန်းကြီးကိုယူထားစရာလို့လို့လားအဲလို့လို့လားလို့မေးမှာပေါ့နော်အဲ့တော့ question mark ပေါ့ကျွန်တော်တို့ question mark ဆိုမေးခွန်းလုပ်ရမှာမေးခွန်းလုပ်မယ်ဆိုရင်ကျွန်တော်တို့က ဒါ you ဆိုတဲ့အတွက် have to ပေါ့မေးခွန်းလုပ်မယ်ဆိုတော့ do you have to အဲ့တော့အဲမလိုပါဘူးလို့ပြောချင်လည်းရ do you have to လေးရဒီမှာကျတော့ကျွန်တော် don't you have to လို့ဖြေထားပေးရပါဆိုတော့ Cambridge မှာသူတို့အဲပြောပုံကဒီလို don't you have to carry a mobile phone at all time လို့ပြောတာဒီအဲဒီဖုန်းကိုတစ်ချိန်လုံးမဲ့ဆောင်ထားကြမလိုဘူးမို့လားလို့မေးတာဒီ stop carrying a mobile phone at all times လို့ပြောတာ ဖုန်းနဲ့တစ်ချိန်လုံးမဆောင်ထားနိုင်လို့ပြောချင်တာပဲဒါကြောင့်မကျွန်တော် don't လို့သုံးပေးလိုက်တာအကယ်၍ကျွန်တော်တို့ကဒီ negative mode ပဲနဲ့ do you have to carry a mobile phone at all times ဆိုလဲရတယ်ဒါဒီလိုမေးလိုက်တယ်ဆိုရင်လည်းသူကမေးခွန်းမေးချင်တာမဟုတ်ဘူးမေးဖုန်းယူတစ်ချိန်လုံးတယ်မထားနဲ့ဆောင်ထားနိုင်လို့ပြောချင်တဲ့ဘောပဲတဲ့ဒါ Cambridge မှာရှင်းပြထားတာကိုကျွန်တော်အဲလက်ဆောင်ပေးတာပေါ့ဗျာဟုတ်ကဲ့ number 3 the immigration officer speak many languages ဒီလူဝင်မှုကြီးကြပ်ရေးအရာရှိတွေကတဲ့ speak many languages ဘာစကားမျိုးစုံကိုဘာစကားများပြားကိုပြောကြရတယ်လားပြောကြမယ်လားပြောမယ်လို့ဖြစ်နေမှုမင်းပြောမယ်မင်းပြောမယ်လို့ကျွန်တော်တို့ must နဲ့သွားလို့လို့မရဘူးပြောရတယ်ဆိုရင်တော့ have to have to နဲ့ must နဲ့ have to နဲ့မဖြစ်နိုင်ဘူးเนาะအဲ့တော့ပြောစရာမလိုဘူးဆိုတော့အနည်းငယ်ဖြစ်နေတယ်လို့ယူဆရတယ်။ तू ပြောချင်တော့ပြောမှာပေါ့။ तू မပြောချင်တယ်မပြောဘူးပေါ့နော်။သို့တော်ညာလဲဒီ immigration ဌာနက immigration department ကအဲဒီဟာကိုပြောမယ်လို့ဆုံးဖြတ်ထားတာမျိုးဆိုရင်တော့ဒါလည်းသူ့သဘောပဲလေ။ तू ပြောချင်ရောမှာ तू မပြောချင်မပြောဘူးဆိုတော့အဲ့တော့ ောစမ်းမလို့လို့ယူဆတာပုံမှန်အဆင်ပြေဆုံးလို့ကျွန်တော်ထင်တယ်။ဒါကြောင့်မို့ you have to number 4 you blah 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 go to the book club every sunday last year last year ကျွန်တော်တို့ past tense ဖြစ်တဲ့အတွက် must ကတော့လုံးဝမဖြစ်နိုင်တော့ဒါလေးသိထားပေးရမယ်။အဲ့တော့ past tense ဖြစ်တဲ့အတွက် had to ပဲ had to ကိုမှကျွန်တော်မေးခွန်းဖြစ်တဲ့အတွက်ဘာဘာဖြစ်တော့မလဲကျွန်တော်တို့က had to ဆိုတော့ that you have to ဖြစ်သွားမှာပေါ့နော်။ number 5 she blah 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 have a computer at home မေးခွန်းဖြစ်တဲ့အတွက်ကျွန်တော်တို့က ရှိဖြစ်တဲ့အတွက်ဘာသုံးမလဲ does she have to have okay ဒီနေ့မှာအတန်တွက်ကလေးကိုသတိထားစေချင်တယ်အတန်တွက်ပြောတဲ့အခါ have to လို့ပြောပဲနဲ့ have to have to ဆိုတဲ့အတန်ထွက်ကြတာပေါ့နော်ဟုတ်ကဲ့ nemesis i blah 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 take a taxi this morning because the school bus was late ဒီနေ့မှာ this morning ဆိုတဲ့ past tense ကိုပြရတဲ့ would day was ဆိုတဲ့ past tense ကိုပြရတဲ့ဒီအချက်ပြစလုံးတွေပါရတဲ့ကျွန်တော်တို့ mask ကိုတော့လုံးဝသုံးလို့မရတော့ဘူးကျွန်တော်ရဲ့ဒီမိနစ် ဒီ school bus ကကျောင်းကားကနောက်ကျတာကြောင့်မို့ဒီ minute ကျွန်တော် taxi စီးခဲ့ရတယ်တဲ့ဒါဆိုတော့ I had to ပဲပေါ့ဗျာ Okay number 7 I'm blah 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 leave now I have an appointment ခုတော့မှရတော့မယ်ငါမအရေးကြီးတဲ့ချိန်ဆိုချက်တခုရှိနေတာအဲ့တော့သူဆုံးဖြတ်တာသူဆုံးဖြတ်တာသူ့ရဲ့ responsibility သူ့ရဲ့ obligation သူ့ဇာနေလာလို့ယူဆရင်တော့ must တို့တော့ညာလဲ appointment appointment ကြောင့်မို့သူတော့ရတယ်လို့ယူဆရင်တော့ had to ဒီနေရာမှာနှစ်ခုလုံးဖြစ်နိုင်တယ် နှစ်ခုလုံးဖြစ်နိုင်တယ် must လည်းဖြစ်နိုင်တယ် have to လည်းဖြစ်နိုင်တယ်အရေးကြီးတဲ့ appointment ကသူ့ကိုတွားစီတာဆိုရင်တော့ have to ကပုံမတင်လို့တော့ပေါ့နော်တို့တော်냐လဲသူကဆုံးဖြတ်တာလို့ပဲယူဆတယ်ဒါကြောင့်မို့ must lesson ပြည်တယ်လို့ have to လည်းရပါတယ် okay number 8 that go to with these say he was for home အဖေခုတလောအလုပ်ကိုတွားစီရလို့တလား he was from home သူအိမ်ကနေလွတ်လုံနေရဆိုတော့သူတွားစီမလို့ပေါ့နော် that ဆိုတဲ့အတွက်အဖေကတောက်ထဲကြောင့်မို့ doesn't have to ဖြစ်ပါတယ် Okay, number nine. Nini blah 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 submit assignments weekly. Nini ha, no, the assignments ni o pass nai thai ya me. အဲ့တော့ math paper 33 have to be 33တို့တော့ညာလဲ assignment ထပ်ရမှာကနီနီရဲ့သဘောမဟုတ်ဘူး assignment တရမယ်ဆိုတာကသူတို့ကျောင်းကဆုံးဖြတ်တာ university ကဆုံးဖြတ်တာဒီလိုမျိုးဆိုရင်တော့ ဒီ has has to ကပို့ပြီးတော့မှအဆင်ပြေတယ်လို့ကျွန်တော်ယူဆရတယ်ပေါ့နော်။သို့တော့မအပ်လဲဘာမှဖြစ်ဘူးဆိုရင်တော့နီနီသဘောပဲဆိုရင်တော့ mask ကပုံမှန်တင်လို့တော့သို့တော်ညာလဲဒီလို assignment တွေကအဲကျောင်းတို့ university တို့ college တို့ကနေပဲလောက်တာဆိုတော့ဒါဒီကျွန်တော်ကတော့ has to ကိုပုံမှန် prefer ဖြစ်ပါတယ်။ must ပေါ့နော်။ဟုတ်ကဲ့နံပါတ်9အဲ sorry နံပါတ်10 when we grow up ကျွန်တော်တို့ကြီးလာတဲ့အခါ our mother ကျွန်တော်တို့အမေက blah 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 do much housework အိမ်လုပ်တွေအများကြီးကျွန်တော်ကြီးလာရင်လုပ်ဆံမလို့ဘူးလားလုပ်ရမယ်လား ညတော့ဖြစ်တော့လောက်အောင်မထင်နဲ့ကြည်လာရင်လည်းလောက်ရတာပဲโอเคအဲ့တော့ဒီမှာတော့မလို့ရဘူးပေါ့ our mother ဆိုတော့တယောက်တည်းဆိုတဲ့အတွက် doesn't have to ပေါ့နော်โอเค11 mom says အမေကပြောတယ် that i must or have to clean my room before i go out ကျွန်တော်ပြင်မထွက်ခင်မှာကျွန်တော်ရခင်ကိုတန်ရှင်းလုပ်ရမယ်လို့အမေကပြောတယ် must or have to ဒီနေ့မှာ have to ပဲဖြစ်ရမယ်ဘာလဲဆိုတော့ပြင်ပကလာတဲ့ authority ကြောင့်ပေါ့အမေကပြောတာဆိုတော့အမေကခိုင်းလို့လောက်အောင်ပါကိုတဘောနဲ့ကိုအာအခန်းရှုပ်ပွားနေပြီ ငါကငါငါပြင်ဆင်ငါကငါတန်ရှင်းလို့မှကိုယ့်ကိုလို့ဆုံးဖြတ်တာမဟုတ်ဘူးเนาะအမေကပြောလို့ဆုံးဖြတ်တာပြင်ပလာတဲ့ authority ကြောင့်မို့ have to ကတင်တော်ဆုံးပါပဲ Claire, today I blah 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 go to the dentist because I have a terrible toothache. မနေ့ကအဲ့ကျွန်တော်သွားအရန်ကိုက်ခဲ့လို့ dentist သွားဆရာဝန်စီကိုသွားခဲ့ရတယ်။ Past tense ဖြစ်နေတဲ့အတွက် mask ကတော့လုံးဝမမရတော့ဘူး။ အဲ့တော့ I had to ပဲဖြစ်ပါတယ်ဟုတ်ကဲ့ Artin we really blah 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 do something about pain tax pain tax အခွင့်ဆောင်ခြင်းနဲ့ပြီးဆောင်ခြင်းနဲ့ပတ်သက်ပြီးတော့မှတစ်ခုခုလုံးမရမယ်တရားက must လား have to လားတခြားတော့စဉ်းစားကြည့်အောင်အခွင့်ဆောင်တာကကျွန်တော်တို့ကိုယ့်တဘောနဲ့ကိုဆောင်ရင်ဆောင်မဆောင်ခြင်းနေလို့မရဆောင်မှာအဲ့တော့ဒီ authority ကအပြင်ပကလာတယ်လို့ယူဆရမယ်ဆိုရင် have to ပဲအဲ့တော့ must and have to ကနှစ်ခုလုံးဖြစ်နိုင်တယ်ဆိုပေမဲ့ကျွန်တော်ကတော့ဒီမှာလဲ have to ကိုပို့ပြီးတော့မှ prefer ဖြစ်ပါတယ်။ဒါမှကျွန်တော်တို့က pain test လုပ်တယ်ဆိုတာက concern တယ်ဆိုတာအစိုးရတတ်မှတ်ထားတဲ့ကိစ္စမျိုးလေးဗျာ။အဲ့တော့ဒီ authority ကအပြင်ပနေယူဆလာတယ်လို့ကျွန်တော်ယူဆရင် have to ဒီအကောင်းဆုံးပါပဲ။ဟုတ်ကဲ့14 to blah 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 slam the door when you come in when come in when မဝင်လာတဲ့အခါအခန်းတကားကိုမင်းဆောင်ပိတ်เสียမလိုဘူးလားမဆောင်ပိတ်ရဘူးလားဆောင်ပိတ်ရမယ်လား โอเคခဏကားကိုတော့စောင့်ပေးစမ်းမလို့စောင့်ပေးချင်လဲပိတ်နိုင်တယ်ဆိုတော့ဒါရက်ဒိတ်ကိုမရှိဘူးလေဗျာအဲ့တော့စောင့်ပေးရအောင် maximum ဖြစ်မှာပေါ့ဗျာโอเค the last one 15 we the people go through the custom at the airport မတို့လေစိတ်မှာအောက်ခွန်ဌာနကိုမတို့ဖြတ်ဖြတ်ရမယ်အဲ့တော့ဒီမှာလည်းတစ်ချက်စမ်းစမ်းရှိတာကပုံမှန်အတိုင်း positive sentence ညောင်းမှု must ဖြစ်ဖြစ် have to ဖြစ်ဖြစ်အဆင်ပြေတယ်တိုးတော်ညာလဲ airport ရောက်ရင် custom custom ကိုကျွန်တော်တို့မဖြတ်လဲမမြင်ရတာဗျာနော်အဲ့တော့ဒီ မဖြတ်လို့မရတဲ့အတွက်ဒီဟာကဒီ authority ကလည်းပြင်ပရလာတဲ့ authority လိုပဲယူဆမှာဆိုရင်ကျွန်တော်က have to ကိုပို့ပြီးတော့မှ prefer ဖြစ်ပါတယ်။ Okay ဒါဆိုရင်တော့အားလုံးစီမံသွားလိမ့်မယ်လို့ထင်တယ်။ assembly တင်များကိုလည်းကျွန်တော်ရဲ့ comment box မှာဝင်ရောက်မှချစ်ပေးပါဗျာ။ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးလို့ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်လည်ဆုံးဖြတ်ကြရအောင်။အပတ်မကြည့်ရင် channel လေးကို subscribe လုပ်ပေးဖို့မေတ္တာရက်ခံပါရစေ။မိုးတွေလည်းအရင်ချင်းနေပြီ။ Bye bye ။